ကလေးဆိုတာကညီမ73 74နှစ်တည်းကလုပ်ခဲ့ယူသွတ်မှုပဲပေါ့နော်ညီမဆိုရင်ငငယ်တော့အိမ်ကလုံးဝကော့ကော့စ်ပလေးဆိုတာကိုလက်မခံဘူးခါခါတီတီပေါ့နော်ဒါပေမဲ့ညီမအဲ့ဒီအခိုးပြီးတော့ကော့စ်ပလေးလုပ်ရင်းနဲ့မှာပဲ2019မှာညီမပါတနာနဲ့ညီမနဲ့တွေ့ပြီးတော့ပေါ့နော်အဲ့ WC ရဲ့ World Cup Play Summit ဆိုရဟာမြန်မာမှာလုပ်တာပေါ့နော်အဲ့ဟာအဲ့မှာအရွေးခံလိုက်ရတာပေါ့နော်ငငယ်တော့ဆိုညီမအိမ်ကလုံးဝဟို aggressive ဖြစ်တာ cosplay နဲ့ပတ်သက်ရင်လုံးဝခွင့်မပြုတော့အယူလုပ်တယ်ပေါ့အဲ့လိုပတ်စံကုန်းတဲ့အလုပ်တွေဆိုတော့ ဲ့လိုမျိုးပေါ့နော်လက်ခံပေးစေချင်တယ်ဆိုပြီးတော့ကွာ cosplay မလုပ်ရလို့ခိုးပြီးတော့ငိုရတဲ့ညတွေလည်းရှိဒီမှာအန်နီကျမကလည်းမိကောင်းဖခင်သားသမီးတယောက်ပါကျမအနေနဲ့အန်နီသမီးနဲ့မတူမတန်ဘူးလို့အန်နီကပြောရအောင်လို့ကျမကဘယ်နေရာတွေမှာများအားနေနေလို့လဲကျမရဲ့ပညာရည်ချင်းလားဒါမှမဟုတ်လို့ရှိရင်ရုပ်ရည်ပိုင်းလား တရားစာတရားဖြစ်ဖို့ဆိုတာပေါ့နော်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ဖို့ဆိုတာကတော့ညီမရဲ့ငငယ်တွေကယူသွဆွဲလမ်းမှုတစ်ခုပေါ့နော်အမဲညီမငငယ်တုန်းကဒါတွေလုပ်ဖို့အခွင့်အရေးလုံးဝမရခဲ့ဘူးအိမ်ကအရန်တင်းကျပ်ပြီးတော့စာပဲလုတ်ခိုင်းခဲ့ရမျိုးဆိုတော့ပေါ့နော်အခုမှညီမအကြောင်းနေလဲပြီးပြီးတော့ကိုယ်ပိုင်အလုပ်ခွင့်နေလဲဝင်နေတဲ့ချိန်တန်းမှပြိုင်ခွင့်ရတာပေါ့နော်ဆိုတော့အဲ့ခေါ်တာကိုဒီဖောင်မှာပေါ့နော်ခေါ်တာတွေ့တာနဲ့ဖိလ်မှာတွေ့တာနဲ့ပေါ့နော်ညီမညာ၃နိုင်ကြီးထင်တယ်ချင်းချင်းဖောင် register လုတ်ပြီးတော့ ဝင်ပြိုင်တာပေါ့နော် cosplay ဆိုတာကကြာညီမ73 74နှစ်တည်းကလုပ်ခဲ့ယူသွမှုပဲပေါ့နော်ဆိုတော့ကြာတော့ဟာဒီမှာပေါ့နော်အဲ justice နဲ့လည်းပျော်ပြတဲ့ခါမှာပေါ့နော်ညီမ cosplay ရာဆိုပျော်ပြတော့ကြာသူတို့စိတ်ဝင်စားရပေါ့နော်အဲ cosplay ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဆိုတော့အဲပြီးညီမနိုင်ငံသားနိုင်ငံခြားမှာသွားပြိုက်ပြီးခဲ့တဲ့အကြောင်းတွေလည်းပြောရခါကြာသူတို့လည်းမေးပြီးတော့စိတ်ဝင်စားရပေါ့နော်အဲတော့ကြာတော့အဲ camp ဝင်တဲ့ခါကြာတော့လည်းအခွင့်အရေးပေးရပေါ့နော်အထူးသဖြင့်အကွန်မင်းတန်ကိုဒီကနေကျေးဇူးတင်ပါတယ်အဲသူကပြောရပေါ့နော်ညီမလေး cosplay လုပ်ပြီးတော့လာဖို့အခွင့်အရေးရှိရဲ့လာခြင်းလားပေါ့နော် cosplay ဝင်လာ ာခြင်းလဲကိုဖွင့်ပြပေးမယ်ဆိုတာနဲ့အမှုဖြစ်သွားတာပေါ့နော်အဲသူတွေလည်းနည်းနည်းပို့ပြီး cosplay ဆိုတာလေးကိုသတိထားမိအောင်ပေါ့အဲ့လိုမျိုးပါဟုတ်အဲ့တော့ဝတ်စုံတို့အများရဲ့ချင်းဆိုင်တို့ကိုရအောင်အော်တိုင်းနေကိုချီးနေရပဲအခုနောက်ပိုင်းဆိုအဲ့ငငယ်တော့ဆိုပို့ဆိုးရပေါ့နော်အဲ့73နဲ့74နဲ့ဆိုမဘိုးကလည်းဘလောင်မှမရဘူးမရရဲ့အဲ့မဘိုးလေးတွေကိုစုပြီးအိမ်ကမတည်အောင်ခိုးပြိုင်တာမျိုးပေါ့နော် အမေအခုနောက်ပိုင်းကျတော့ဒီ costume တွေဆိုတာလည်းနိုင်ငံခြားကနေဝင်တာမျိုးတို့ပြီးလို့ရှိရင်ဒီ hair wig တွေဆိုလည်းနိုင်ငံခြားကတွင်လို့ရတာတို့ချုပ်တဲ့သူတွေရှိလားတို့ဆိုတော့အဆင်ပြေလာပေါ့နော်ဒါပေမဲ့ကုန်ကြစီကတော့ပြောမနေနဲ့တော့အဲကြောင့်ညီမနောက်ပိုင်းချုပ် character တွေဆိုရင်ငှားပြီးရောပဲ costume ကိုယ်တိုင်မဝေတော့ဘူး show light တော့ဘောတိချပြင်ဆင်ပြလာ costume ဆိုတော့အင်းတိချပြင်ဆင်ပြပါတယ်ဒီ character ဆိုလဲအဲ့ဒီညီမကြိုက်တဲ့ character လေးတိချလေးရွေးပြီးတော့ costume ပေါ့နော်ဟုတ် show light show light ပါ costume ဆိုတော့ဘယ်လောက်လောက်ကုန်လဲတိချလောက် ဟာเออ hello hello မသိဘူးညီမရဲ့ပထမအဆုံးဟိုဖာစာဝိစုံတော့ဆိုလဲ6တုံးကတော့ဗောနော်မမက6သိန်းလောက်ကုန်တယ်လို့ပြောရပါဗောနော်ညီမဟိုစပွန်ဆာပေးရဲ့အစီအစဉ်ပေးရဲ့မမကသူ6တုံးကတော့6သိန်းလောက်ကုန်ခဲ့ပြောရင်ညီမကတော့မကုန်ဘူးလေเนาะဒီအားဆိုလို့ရှိရင်လဲဝယ်ရတာတော့အဲ့လိုမျိုးရှိမှာပါဗောနော်6 5 6သိန်းလောက်ညီမကြတော့ဒါငါးဘဲငါးထားဆိုတော့အဲ့လောက်ကြီးမကုန်ခဲ့ဘူးဟုတ် ညီမဆိုရင်ငငယ်တော့အိမ်ကလုံးဝ cosplay ဆိုတာကိုလက်မခံဘူးခါခါတီးတီးပေါ့နော်ဒါပေမဲ့ညီမအဲ့ဒီခိုးပြီးတော့ cosplay လုပ်ရင်းနဲ့မှာပဲ2019မှာညီမပါတနာနဲ့ညီမနဲ့တွေ့ပြီးတော့ပေါ့နော်အဲ့ WCF World Cosplay Summit ဆိုတဲ့ဟာမြန်မာမှာလုပ်တာပေါ့နော်အဲ့ဟာအဲ့မှာရွေးခံလိုက်ရပေါ့နော်ညီမတို့ team ကညီမတို့နှစ်ယောက်ကနိုင်ဝါတော့မှာဂျပန်သွားရမယ်ဆိုပြီးရုတ်တရက်ကြီးဂျပန်ကိုကောက်သွားလိုက်ရတာ အသက် section နှစ်ပြည့်ပြီကစားလေးမှာဆိုတော့အဲ့မှာမှစာပြီးတော့အိမ်ကလည်းအတိမဲ့ပြူလာပြီးရင်ဒီမြန်မာနိုင်ငံအနေနဲ့အကြတော့ကွာဒီလိုမျိုးပုံမှန်ပုံစံပုံမှန်မြင်နေကြမဟုတ်တဲ့ပုံစံတွေကိုမြင်ရသူမြတ်လုံးထဲမှာတိတ်ပြီးအဆင်မပြေသေးဘူးပေါ့နော်အဲ့တော့အရင်လဲလက်မခံနိုင်ကြသေးဘူးပေါ့နော်ဆိုတော့အညီမကတော့အကုန်လုံးကလည်းဟိုအကုန်လုံးကလည်းကို့ယူသွမှုနဲ့ကိုဆိုတော့ဒီ cosplay ဆိုတာကိုလည်းအော်ခလေးရဲ့ဝါသနာတစ်ခုပါလားဆိုပြီးတော့မြင်ပေးပြီးတော့လက်ခံပေးစီခြင်းနဲ့ပေါ့နော်အဲ့လိုပါဟုတ်ငယ်တော့ဆိုညီမအိမ်ကလုံးဝဟို aggressive ဖြစ်တာ cosplay နဲ့ပတ်သက်ရင်လုံးဝခွင့်မပြုတော့အယူလို့ ်သေးပေါ့အဲ့လိုပတ်စံကုန်တဲ့အလုပ်တွေဆိုတော့အဲ့လိုမျိုးပေါ့နော်လက်ခံပေးစီခြင်းနဲ့ဆိုပြီးတော့ကွာ cosplay မလုပ်ရလို့ခိုးပြီးတော့ငိုရတဲ့ညတွေလည်းရှိရဲပေါ့နော်ဆိုတော့ပြောချင်တာကတော့အကုန်လုံးလူကြီးတွေအကုန်လုံးပေါ့နော်ဒါလည်း hobby တစ်ခုအနေနဲ့ကွာလက်ခံပေးစီခြင်းတာပေါ့နားလည်းပေးစီခြင်းတာပေါ့ကွာဟိုအရာရာတိုင်းမှာလိုက်ပြီးချုပ်ချယ်ဆိုတာပိတ်ပင်နေဆိုတာမကောင်းလीနော်ဆိုတော့ ကိုယ်ကလေးတွေဖြစ်ချင်နေဆိုရှင်လဲဒါလေးလောက်ကတော့အတိမတ်ပြုတ်ဝေးလိုက်ပါလို့ဒါကမကောင်းတာမျိုးလုပ်နေရလည်းမဟုတ်ဘူးကွာသူတပားကိုထိခိုက်နေတာအောင်လုပ်တဲ့အရာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီ game character လေးနောက်ပြီးရှင်ကတွန်းကားရဇက်ကောင်လေးတွေကိုကြိုက်ပြီးတော့သူတို့နေရာမှာဝင်ပြီးခန်းစားကြည့်ချင်ရုံတတန်တဲ့ cosplay ဆိုတဲ့အရာကိုကလေးတွေကစူးစမ်းပန်းစားလုပ်ကြတာကွာအဲကြောင့်အတိမတ်ပြုတ်ဝေးစေချင်တာပါဟုတ် opposite ဖြစ်တာရယ်လို့တော့မဟုတ်ဘူးတကယ်တော့ကောင်းကောင်းအနုပညာပဲလေနော်ဟုတ်တယ်မလားဆိုတော့ဟိုဟာညီမပြောပါတယ်ညီမငငယ်တဲ့အနုပညာအလုပ်တွေအကုန်လုံးလဲကြိုက်တယ်လို့ပြီးရင်အဲ့လို Miss Universe ပြိုင်ပြတဲ့အကြောင်းအကြောင်းတော့လဲကွာညီမပြောရယ်အိမ်ကအလုံးကစာလုပ်ဖို့ပဲဖြစ်တယ်လို့ပြီးရင်အဲ့လို Miss Universe ပြိုင်ပြတဲ့အကြောင်းအကြောင်းတော့လဲကွာညီမပြောရယ်အိမ်ကအလုံးကစာလုပ်ဖို့ပဲဖိအားပေးရပေးရပေးရဆိုတော့အဲ့အဲ့ကျေစုကြောင့်လဲညီမပါအခုဆို Independent ဖြစ်တယ်ကွာကိုယ်ပ္ပံကိုရှာပြီးတော့ကိုယ်လုပ်ကိုလုပ်တယ်ကွာညီမ ID လုံးလုပ်ပြီးရက်တည်နိုင်တယ်ဆိုတော့ အဲ့မှာလဲဘာတွင်းမိလဲဆိုတော့အဲ့လိုမျိုးအိမ်ကမိဘကလူကြီးမိဘတွေကအရန်ဖိနှိပ်ချုပ်ချယ်တဲ့ main ကလေးပေါ့နော် main ကလေးပြီးယောက်ျားလေးပြီးပြီးအထူးသဖြင့်ညီမတို့တော့ LGBT တွေပဲဖြစ်ဖြစ်ပေါ့ကွာရှိမယ်ပေါ့အဲ့လိုရှိရတူတွေရောဆိုရှင်ညီမရှေ့ဆောင်လမ်းပြအနေနဲ့ကွာ idea တအုပ်အနေနဲ့ဒါတွေလုတ်ပြနိုင်နေပေါ့နော်ဒီ LGBT ဖြစ်နေလို့အမကလေးဖြစ်နေလို့မိန်းကလေးဖြစ်နေလို့ကြားလေးဖြစ်နေလို့ဟိုကမလုံနိုင်ဘူးဒီကမလုံနိုင်ဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့ဒါတွေဒါတွေလဲကိုချက်ကိုကိုရက်တီးပြီးတော့လုံနိုင်နေဆိုတာမျိုးပြချင်တယ်အခြားလူတွေအတွက်လဲလုတ်ပေးချင်တယ်ပေါ့နော်အဲ့ဒါအထောင်မလို့လဲ universe ကိုပြိုင်ပစ်တာပေါ့နော်နောက်ထပ်လဲ ပြိုင်အောင်ပါစင်သစ်ပြင်ဖြင့်စင်သစ်ဖြင့်ပြိုင်ပါစင်သစ်ဆိုတာဘယ်လိုအရာလဲအင်းစင်သစ်ဖြစ်တယ်ဆိုအဲ financial လဲပါတာပေါ့နော်အဲပဆန်ကလည်းအရေးကြီးတာကိုပြန်ပွဲပြန်ဟုတ်တယ်နော်ညီမဆိုညီမစုထားတယ်ကုန်ပြောင်းသွားတယ်လေလှုပ်လှုပ်ပြီးစုထားတယ်ဆိုအဲပဆန် financial အဲပြီးလို့ရှိရင် cover အဲပြီးလို့ရှိရင် public speaking ပြင်စရာတော့အများကြီးပါပဲအဲ့လိုဟာတွေ ready ဖြစ်မှာပေါ့ အားလုံးကိုအာရှေ့လျှောက်လည်းအများကြီးဆက်ပြီးတော့စူးစမ်းသွားမှာမို့လို့အခွင့်အရေးရရင်လိုနုပညာအလုပ်တွေမှာလည်းစူးစမ်းပြီးလုပ်မှာမို့လို့အာရှေ့လျှောက်လည်းအပိတ်ချခင်ပေးကြပါအောင်လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်